တရင်ချက်လက်၃ခုပြောပါမယ် philosophy တစ်ခုပြောပါမယ်။ဟာကျွန်တော်ကအစိုးရဖြစ်ချင်တာလည်းမရှိဘူးကျွန်တော်ဝင်ကြီးဖြစ်ဖို့လည်းမရှိဘူး။ဘာမှပြန်ဝင်ကြီးဗျာ25သိန်းဗျာကျွန်တော်စိတ်ညစ်တယ်ခင်ဗျားတို့ခင်ဗျားတို့မလို့ပြောရတယ်ဗျာ။မြန်မာငွေ25သိန်းကျွန်တော်တော့စဉ်းစားမလားဗျာ။ဟိုအက်တစ်နဲ့ပြောတာနော်ကြံတဲ့ဟိုပါမစ်တွေနဲ့ခိုးတာတွေတော့ကျွန်တော်မသိဘူး။တို့ယူတာတွေရဲ့ဟိုလစဉ်ဝင်တဲ့နှုံးထားတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ ပိုင်ဆိုင်မှုတွေတချို့ကိုတော့ကျွန်တော်သိတယ်နော်ဆိုတိုက်ခဲ့တဲ့ကျွန်တော်ရဲ့တိုက်ပွဲလမ်းကြောင်းကဘုခင်ညွန့်လည်းကျွန်တော်တိုက်ခဲ့တာပဲဘူတန်းရွှေတို့လက်ထက်မှာလည်းကျွန်တော်တိုက်ခဲ့တာပဲဦးသိန်းစိန်လက်ထက်မှာလည်းမမှားတာမှားတာမမှန်တာကျွန်တော်တိုက်ခဲ့တာပဲဒေါ်စုလက်ထက်မှာလည်းကျွန်တော်တိုက်ခဲ့တာပဲနော်ကျွန်တော်ကပြည်သူဘက်ကရှိနေတဲ့ဒူတယောက်ဗျာ နော်ပြည်သူဆိုတာခင်ဗျားတို့ကရန်ကုန်မန္တလေးကိုစဉ်းစားနေတာကျွန်တော်တပြည်လုံးကိုစဉ်းစားတာဟုတ်ပြီလားအော်ဗမာတွေရဲ့ခေါင်းထဲမှာပြည်သူလို့ပြောလိုက်ရန်ကုန်မန္တလေးပဲခိုးလောက်သူတို့ကအဲ့လိုတွေးတာဟုတ်လားရန်ကုန်မြို့ကြီးမိထိန်သားနေတယ်မန္တလေးမြို့ကြီးမိထိန်သားနေတယ်တခြားတိုင်းရင်းသားဒေသမှာအဲ့လိုရရဲ့လားဒါကြောင့်ဖက်ဒရယ်လीကဲဒီမှာဇလန်းစကြရအောင် ဥနေဝင်ကဖက်ဒရယ်ပြည်နယ်တွေထောင်ပြီးခွဲထွက်သွားမှာဆိုလို့တဲ့အာနာသိန်းနာတဲ့အဲ့ဒါအာနာသိန်းရဲ့ရေတောက်မြင့်ဟုတ်ပြီနော်သိမ်းလိုက်တယ်ပေါ့โอเคဖြတ်တန်းလာအ88မှာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာအတွက်အာဏာသိမ်းတာအဲ့ဟာဟုတ်ပြီ အခုတခါအာနာကိုထိန်းနာပဲပြောပြောသိန်းနာပဲပြောပြောအချုပ်အချာအချုပ်ကတယုတ်အချာကလာတယုတ်ကလာပဲမြို့နယ်ကောင်မှ ရှိတယ်ဗမာစစ်စစ်တရားမြို့ပြင်ရောက်သွားပြီလေကျွန်တော်ပြောနေလေမင်းတို့ပြောတဲ့အချုပ်ချာအဆွေးနွေးပွဲတိုင်းမှာအချုပ်ချာလို့ပြောပြီးတော့အဲ့ဒီပြောတဲ့စစ်တပ်ကတယုတ်ကလာတွေနဲ့ပဲအလုံးလုံးနေတာလေစီးပွားရေးကိုလေရင်စီတင်သွင်းတာလေတယုတ်ကလာပဲဒါကျွန်တော်အမှန်ပြောပြတာ ဘာတင်သွင်းတာညာတင်သွင်းတာဟာဟူတာလောက်တာသူတို့နိုင်ငံခြားထွက်ရင်ဖာတယ်နဲ့အိပ်ဖို့တွေပြစ်တစားနဲ့နေဖို့တွေလဲတရုတ်ကလာပဲစီစဉ်ပေးတာလေသူတို့သားသမီးတွေဟာတရုတ်ကလာနဲ့ပဲညားတာလေအခင်ဗျားတို့ဘာပြောမှာလဲကျွန်တော်အာမဟုတ်ဘူးဆိုရင်အောင်မင်းသမီးကိုထောက်ပြလိုက်မယ်လေဟုတ်တယ်မလားဟာကလာပေါင်းစုံသွားလို့ဗျာကျွန်တော်တော်တော်တားယူရတယ်ဗျာနယူးယောက် ဒါဒါကျွန်တော်အမှန်ပြောတာရဲလေးဆိုတာတိတိလေးဒီကောင်တို့မဲ့ရဲလေးဆိုရဲဒီကောင်တိတိလေးဖြစ်သွားပြီဒါကျွန်တော်အမှန်ပြောတာကျွန်တော်လူကိုယ်တိုင်တွေ့လာတာလူကိုယ်တိုင်စကားပြောလာတာဗျဟာတလောက်ကြီးတော့မလုံနဲ့ငါတို့တိုင်ပြီးစောက်ချက်တွေဘောင်းဆောင်ကွဲပါမယ်အဲ့လိုပြောอยู่ဟမ်ရခိုင်နေလို့လို့လား ကီးရင်နေမွန်နေရှမ်းနေကချင်နေလှုပ်လို့လားချင်းနေလှုပ်လို့လားမဟုတ်ဘူးနော်ပြောချင်တာကဟိုဟာဒီကောကလားမုံလို့တရုတ်မုံမဟုတ်ဘူးအဲ့ဒါကိုပြောနေတာမဟုတ်ဘူးနိုင်ငံဂျာသာတရုတ်ကလားကိုပြောနေတာဗမာပြည်ကတရုတ်ကလားလဲဒလန်အဲ့ဒါလဲမှတ်ထားအောင်အဲ့ဒလန်အစ်စ်တီးဟဲ့တရုတ်လူကုန်ကူးတာလေတရားအောင်မှလက်ထိတ်ခတ်လို့မရအောင်လူကုန်ကူးတာ ကျွန်တော်ကတီးတီးချာချာအသေးစိတ်တည်တဲ့လူတရုတ်ပြူနဲ့မြို့ပေါင်း40လောက်ရောက်ခဲ့တဲ့လူအဲ့မှာလူကုန်ကူးခံလိုက်ရတဲ့ចောင်းဆရာမတွေစည်ေးမတွေအကုန်လုံးကိုကျွန်တော်မေးကြည့်တာဗမာတယောက်ကခမ ्या တို့မျိုးချစ်တယ်လေခမ ्या မျိုးချစ်လို့ခမ ्या တို့ဗမာကိုကျွန်တော်ပြောတာနော်တယောက်ယောက်ကဖန်ဒီပြီးရောက်လာတာမဟုတ်ဘဲနဲ့တရုတ်ကလာနဲ့ရောက်လာ ရောက်လာတဲ့ပုံစံတွေကဘလို့မကိုအေးအေးယူလို့မရတဲ့ပုံစံတွေနဲ့ရောက်လာတာမြမပြီမှာအစိုးရလာစားနေမလောက်ဘူးโอเคเนาะခုနကကျွန်တော်ပြောတဲ့တာကောနဲ့အချာကလောင်ညာတာကောနဲ့အချာကလောင်ကအဲ့ဒီမလောက်တဲ့ကြောင်းဆရာမတွေယုံစည်းရမလေးတွေကိုကီပင်းလောက်လိုက်တယ်ဟုတ်ပလားတိုက်ခန်းလေးတစ်ခုငှားပေးလိုက်တယ်တလားဦး နှစ်သိန်းလောက်နဲ့အဲအကွန်လေးနဲ့တသားလေးထားထားလိုက်6လလောက်နှစ်သိန်းပေးပြီးတော့ဝင်အိတ်နေလိုက်တယ်တလားနှစ်သိန်းနဲ့ပြီးတော့တရုတ်ပြည်အဆက်တွင်နဲ့ချိတ်လိုက်တယ်ဟိုမှာငါဖွင့်ထားတဲ့ကုမ္ပဏီရှိတယ်မင်းအစည်းအဝေးသွားတက်ရမယ်မင်းအတွက်လေလက်မှတ်ဖြတ်ပြီးပြီဒီမှာစာအစာတန်းနေအကုန်ရှိတယ်အစည်းအဝေးရောက်ရင်မင်းဘာတွေပြောရမယ်ငါတို့ဘာတွေလုပ်ရမယ်ဆိုတော့ခတ်တီတီနဲ့ဂျင်းထည့်လိုက်တာဟိုရောက်တော့ပြန်မရတော့ဘူး အဲ့ဒါမျိုးကျွန်တော်အများကြီးတွေ့တယ်။ဖမ်းလို့ကိုမရဘူး။သူ့ဘာသာသူလေရင်ပေါ်တက်ပြီးဟိုရောက်ပြီးတော့ဟိုဘက်ကအစည်းအဝေးဆိုပြီးတော့သွားတော့မှတရုတ်နဲ့ညားကုန်။ Okay ။အလေတန်းပြားတွေအထက်တန်းပြားတွေတက်ကတူဆီယာမတွေတောင်ပါတယ်။ဒါကျွန်တော်အမှန်ပြောတာ။ဟဲ့ကျွန်တော်အဲ့လောက်တည်တယ်ဗျ။အချက်လက်တွေလည်းရှိတယ်ဗျ။ဘာအချုပ်ချာအာနာလဲလို့မင်းအောင်ပြလိုက် ထပ်ရှင်းအောင်အခုကိုကိုလှိုင်းကိုကိုလှိုင်းဆိုတဲ့ကောင်လည်းကျွန်တော်သိတယ်ခင်ဗျားတို့ကျွန်တော်ရှော့မတွက်နဲ့ဘာကြောင့်စစ်တပ်တွေကထွက်သွားရတာဘာကြောင့်ထွက်သွားရတာလဲစစ်တပ်တွေကတော့ကျွန်တော်မေးကျန်တဲ့လူမေးခင်ဗျားတို့တရင်ချက်လက်လွဲသွားမယ်သူများမရကြကူလီရိုက်လို့ထွက်ရတယ်အခုဝင်ကြီးပြည့်ရှင်းဒါမှဒီကောစာတတ်တယ် ဒီကောအင်္ဂလိပ်စာဘာညာတက်တယ်ဒါပေမဲ့ကျွန်တော်ကတော့ right turn နဲ့ပတ်သက်ရင်တော့ဒီကောခွေးလေးချဘူးလောက်ထားတာလက်တွေ့စပွဲပေါ်မှာခြားပြီးရေးမလားဆိုရင် ခွေးလေးချဘူးလောက်ထားတာကျွန်တော်ကဟုတ်ပြီလားကမ်ဘောဒီးယားသွားတယ်အကြောင်းသုံးပါးနဲ့သွားတယ် BBC BOA ကြီးညာတာပါနေသူတို့အတွင်းတရင်မရရရင်လည်းသူတို့ကြီးညာလို့မရဘူးသူတို့ရဲ့တရင်ဌာနပြဿနာကသူတို့ကဲ့သို့သောအခြားတရင်ဌာနများရရှိမှသာလျှင်ကြီးညာသည် အဲ့ဒါမှတ်ထားအောင်ဒို့မဟုတ်အခြားတရင်ဌာနများကတင်ပြထားသောအကြောင်းအရာများကိုကျင်းညာသည်ဒါဒါဒါကျွန်တော်ပြောတာအကြောင်းသုံးပါးနဲ့တွားတယ်ပထမတစ်ကြောင်းကမြန်မာနိုင်ငံစာဝတ်နေရေးပြည်သူစာနဲ့ရိတ်ခါမလုံလောက်တော့ဘူးအဲ့လိုမလုံလောက်တော့တဲ့အတွက်ကမ်ဘောဒီးယားအညံ့ဆုံးဆန်ကိုဝယ်သွင်းမှုဝယ်သွင်းပြီးတော့ဗမာပြည်မှာရှိနေတဲ့ အနှိမ့်ဆုံးစည်းနဲ့ကိုက်ညီမဲ့ဆန်းရဖို့အတွက်ဆွေးနွေးတယ်အတစ်ချက်ပြောပြနှစ်ချက်မြန်မာနိုင်ငံဖြစ်ပွားနေတဲ့အခြေအနေတွေကိုအာဆီယံမှာကမ်ဘောဒီးယားကထိုးဖောက်ဝင်ရောက်တိုက်တွန်းပြီးတော့လုံနိုင်တမျှစွမ်းဆောင်စွာလုံနိုင်ပေးဖို့နံပါတ်3အချက်ကမြမပြီမှာ ဖြစ်နေတဲ့အခြေအနေတွေမကောင်းတော့ဘူးဆိုရင် ်ပထမ step အနေနဲ့ခိုလှုံဖို့အတွက်ကမ်ဘောဒီးယားနိုင်ငံကယာယီနေရာပေးဖို့ဘာဖြစ်လို့ကမ်ဘောဒီးယားကိုယာယီယူလဲဆိုထိုင်းကိုမပြေးရဲဘူးထိုင်းကအမေရိကန်နဲ့ချိတ်ထားတာလေကမ်ဘောဒီးယားတရုတ်နဲ့ချိတ်ထားတယ်ဘာပဲပြောပြောတရုတ်ကိုဒါလိုက်သွားရင်တော့တရုတ်ကလိုချင်ထိုးကျွေးလိုက်တာလေတရုတ်ကဖဲသမားလေ right ဒီကဘာလုံးကိုသူက ကလိန်ကကျင့်နဲ့ဖဲရိုက်နေတဲ့ကောင်လေသူတို့ကပါရိုက်လိုက်မှာကြွကြောက်လာအခုအရိုက်ခံနေရပြီလေဆိုတော့ပေးကျင်တဲ့ message ကအရန်ရှင်းနေဗျာကျွန်တော်ဖေးကျင်တဲ့ message ကဘယ်လိုပြောရမလဲကမ်ဘောဒီးယားမှာယာယီခိုလုံဖို့အချိန်နေတွေလဲပါတယ်ဟုတ်ပြီနော်ပထမအဆင့်ကိုမြန်မာနိုင်ငံစားနပ်ရိက္ခာမလုံလောက်တော့ဘူးတို့အားလုံးတွက်ပြီးပြီ ကမ္ဘောဒီးယားကအညံ့ဆုံးဖြန်နဲ့အညံ့ဆုံးကောက်ပဲတီးနဲ့တင်သွင်းဖို့ဟုတ်ပြီနော်ဒုတိယအချက်ကျွန်တော်ထပ်ပြောမယ်အာဆီယံမှာကမ္ဘောဒီးယားအနေနဲ့ရသလောက်ထိုးဖောက်ဝင်ရောက်တိုက်တွန်းပေးဖို့တတိယအချက်အနေနဲ့အဲ့ဒီနှစ်ခုလုံးဘလူမမရတော့ဘူးဆိုရင်ဘာဖြစ်လို့လဲလို့ကျွန်တော်ပြောနေတာ ဒီကောင်นี่ခိုးလုံရရှာနေတယ်လို့ကျွန်တော်အရင်အရေးဘူးတယ်လीကျွန်တော်အမှန်တိုင်းပဲပြောတယ်ကျွန်တော်အမှန်တိုင်းပြောတယ်ကျွန်တော်မညာဘူးဆိုတော့အခုဖြစ်သွားတဲ့ပြဿနာတွေကိုလीကျွန်တော်ရှင်းပြမယ်ပတ်သိမ်တက်ကတူဟာဆီယာမတယောက်သူယောက်ျားဘုံမှုဘုံမှုတွေဟာအဖြူမွေးရဘူးဆိုလို့သူယောက်ျားကိုကိုဘာလုပ်လိုက်လဲဆိုတော့ သူ့ယောက်ျားရဲ့စွတ်ကြယ်ကိုအတွင်းကန်ပေါင်းပြီးဖြစ်လက်နဲ့တီချုပ်ပြီးတော့ယောက်ျားရဲ့တဲ့ရောက်တဲ့နေရာမှာတနတ်ဖောက်ပြီးဆိုတာနဲ့အလံယူထောင်ပါတဲ့ဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုရောက်ကြအဲ့ဒီမှာအဖမ်းခံထားရလဲကျမဘာမှမဖြစ်ဘူးတဲ့တစ်ချိန်ပြန်ဆုံနိုင်သေးတယ်တဲ့အခုကကိုပေါ်မှာအဖြူဝတ်မရတော့ မြန်မာစစ်တပ်ကြီးကအမဲဖြစ်နေလူရုပ်မာတွေအောက်တန်းစားတွေခွေးတက်ခိုးတွေဂျပိုးတွေတေးလေတွေငါဆဲပြီးတော့မယ်ငါအဲ့လိုပြောရင်ဒီကောင်တွေလေး190တိုင်းရင်းသားလူမျိုးပေါင်းစုံဒီကောင်တွေတတ်လာတာငါစဉ်းစားကြည့်တာ10တန်းလောက်ရှိနိုင်တယ်နဲတော့နဲမယ်နော်အဲ့ထက်ပုံဝင်ပုံမှာဒီကောင်တွေအမျိုးမျိုးတတ်လာ10တန်းလောက်ရှိလောက်တယ်အဲ့ဒီအတွက်ငါလေး စိတ်တည်ဆို့ဒေါသတွေထွက်ဘလောက်လူသားမဆန်အောင်လုတ်ခဲ့ရလားဆိုပြီးတော့ဖြစ်နေတာဘာလို့ငါ report တွေဖတ်နေရတယ်လीငါလုတ်တဲ့ဌာနမှာဒီ report တွေကငါအတွက်ဟာထူးထူးဆန်းဆန်းကြီးတွေနဲ့တန်တော်ကြီးတွေကိုဖြစ်နေတာဆိုတော့ပေးခြင်းနဲ့ message ကဒီကောင်နေနောက်ဆုံးအချိန်နေမလှရင်ပြေးမယ်အဲစိတ်ချပြေးဖို့အတွက်ဗမာတပြည်လုံးဝ လူတို့ပိုင်ဆိုင်ခွင့်ဥစ္စာကိုပါတခါတည်းတည်သွားဦးမှာဘာဖြစ်လို့သူ့သားကိုတမမဆိုင်900ပေးလိုက်တယ်ခဏိတမမဆိုင်900ရဲ့လီလံအောင်တဲ့လူချပေးရမယ်ဘ ഹു ဘန်ကချပေးရမယ်ပတ်စံကဘီလီယံ200တဲ့ဘီလီယံ200ဟိုကောင်ပတ်စံတပြားမပါသေးဘူးနော်အဲ့ဒီကောင်ကြောင်းလဲပြောပြလိုက်ဟိုမင်းမိမခင်ကြီးဘေးမှာနေခဲ့တာပါကွာ တပွင့်နဲ့ရဲအုပ်လေးပါကွာမင်းမို့လို့ယုံတာကွာခင်ကြီးဘယ်နှခါအိတ်ခဲလဲဖြိုးပြေဆုံးအောင်ရဲ့ငါခင်ကြီးချောင်းတိနေတယ်ကွာမင်းကခင်ကြီးစားပြီးသားအစားတောက်ကိုခက်စားနေတာဒါလောက်ပဲပြောနိုင်အဲ့ဒီကောင်မနဲ့လှုပ်လာတဲ့မင်းအောင်လှိုင်သားရဲ့မိန်းမနဲ့လှုပ်လာတဲ့ရဲအုပ်တွေပါငါနဲ့အဆက်အသွယ်ရှိမင်းတို့မှတ်ထား 哦，皮了。OK。哦，天意切罗镇里有，呀不了，没有人这么打住咯。别说没天意，你们咯包围了，真关管的。得管。娘老子不，俺工地的不。很高，五公里。皮皮就红了吧？没眉毛，俺这一墙没十几瓦哦。没没事的，俺晒白面，俺洗出来。 ဟုတ်ပြီလားငါတကယ်ပြောတာနော်ဒါ information နော်ငါဘူတန်းရွှေလက်ထက်တော်လဲအဲ့လိုလှန်ခဲ့တာပဲမှတ်ထားအောင်မင်းတို့ပေးခြင်းနဲ့ message ကအဲ့လိုလောက်ကြလိမ့်နောက်ဆုံးပြင်းမယ်ကမ်ဘောဒီးယားမှာတထောက်နာပြီးစောက်ကြည့်မယ်ဘလောက်တော်လားလူ360စာခရိုနီတွေပါပါသေးတယ်တချို့ခရိုနီအားလုံးတော့မဟုတ် ဟုတ်မလားမိသားစု360ဒါဆိုရင်အောက်မှာထန်းဆောင်နေတဲ့စစ်သားတွေအရာရှိတွေအရာခံတွေအကြက်တက်သားတွေဘိုးတွေဘိုးမှုတွေဘာဖြစ်သွားလဲအခုကောင်ပြေးပြီလေဟိုကောင်စစ်ပြေးလာရှိုးတိုင်မှုစစ်ပြေးဟိုအဟောင်းကအဖမ်းခံထားရတယ်အဲ့ဒီစစ်ပြေးကရွှေလီကိုကူးသွားလို့တရုတ်ဖမ်းထားတယ်ငါတားပြောတယ်လေငါ့တရင်မမှားဘူး တူတိုင်မှုတည်သွားတယ်ပြောတယ်လीမနေ့ကလည်းတင်ပြတယ်ဟာတင်ပြတဲ့အချိန်မှာ graphic တွေပါတယ်အဲအဲ့ဒီ graphic အကြောင်းလည်းပြောအောင်အာစာကရခိုင်မှာစစ်ရှောင်ငါခုနှစ်ဦးလို့ပြောတယ်ဘာဖြစ်လို့ရှစ်ဦးဖြစ်နေတာဆိုတော့ကားမောင်းတမားပါပြစ်တတ်လို့လိုက်ပါသူခုနှစ်ဦးမှာမောင်တော်ဒေတာမွတ်စလင်နှစ်ဦးပါပါတယ်ဟုတ်ပလားကားမောင်းတမားနဲ့ဆိုရင်ရှစ်ယောက် မင်းတို့သတင်းကိုအသေးချာကြည့်တတ်မြင်တတ်စဉ်းစားတတ်ဖို့လိုကားမောင်းတမောင်းပစ်တတ်ပြီးဆွဲချနေတာမင်းတို့တွေ့တယ်အဲ့ဒါကြောင့်အဲ့ဒီမှာသူတို့က community standard ရကာပါလုတ်လိုက်တာ ਉ အတန်မဲကြရတယ်ရုပ်မမြင်ရဘူးကြည့်လို့မရဘူးဆိုမင်းတို့ Facebook ပေါ်တာဘလောက်ကြာပြီလဲကွာအဲ့လောက်တုံးကြရဲ့လားကွာအဲ့လိုတုံးနေတဲ့အတွက်စစ်တပ်ကမင်းတို့ကိုခေါင်းရောနေပြီးဖိမှာချနေတာကွာဟမ် လိုက်နှိပ်ကြည့်ပေါ့ကွာပေါ်လာရောအဲလောက်တုံးစောက်တုံးမကြတဲ့ဟာတွေငါတရင်ကြည့်တယ်ကွာဟာတော်တော်စိတ်ကြက်ဖို့ကောင်းတဲ့ကောင်လေကွာ